မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ PDF gate ကိုစီးနှင်းထားတဲ့စစ်ကောင်စီတပ်နဲ့ဂိတ်ဖွင့်ဖို့လာတဲ့ PDF တွေတိုက်ပွဲဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းမြင်းချံမြို့နယ်မြင်းချံနဘူးအိုင်လန်ပိုင်းရှိတူရင်းဘိုကျေးရွာအနီးက PDF စစ်ဆေးရေးဂိတ်ကိုစီးနင်းတဲ့စစ်ကောင်စီအဖွဲ့တိုက်ခိုက်ခံရပြီးနှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့အညာဒေသတော်လှန်ရေးအင်အားစုစထံကသိရပါတယ်။ဇွန်၂ရက်ယမန်နေ့မနက်6:00နာရီခန့်မှာ PDF စစ်ဆေးရေးဂိတ်မှာရောက်ရှိနေတဲ့အရဝတ်နယ်စစ်ကောင်စီတပ်ဖြူစော်တီပူပေါင်းအင်အား80ခန်းနဲ့၎င်းစစ်ဆေးရေးဂိတ်ကိုဖွင့်ဖို့လာတဲ့ဒေသကောက်ွယ်ရေးအဖွဲ့တွေအကြားညနေပိုင်းအထိထိတွေ့တိုက်ပွဲတနေ့ကုန်နှီးပါဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ ဒီကောင်တွေကကျွန်တော်တို့ဂိတ်ကိုဝင်စီတာအဲ့လိုအချိန်မှာကျွန်တော်တို့ကဂိတ်ကိုသွားတော့သူတို့ကကြိုးရောက်နေတာကျွန်တော်တို့ကတခြားအဖွဲ့တွေကိုလိုက်ချိတ်တော့သူတို့မဟုတ်ဘူးသူတို့ပဲဆိုတာသိကြတော့တိုက်ပွဲစားပြစ်တာလို့အညာဒေသတော်လန်ရေးအင်အားစုတာဝန်ခံကပြောပါတယ် တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ပြောဆိုပေမဲ့သတင်းဌာနကတိကျအတိမပြုနိုင်သေးပေဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကပြည်သူ့ကျေတပ်ဝင်တပ်ဖွဲ့ဝင်တအူသေဆုံးကအညာဒေသတော်လှန်ရေးအင်အားစုက7ဦး၊နဂန်နီပျောက်ကြားတပ်နဲ့မြင်းချံမြို့နယ်ပါကာဖတပ်ဖွဲ့က9ဦးစုစုပေါင်း6ဦးတန်ရာရခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲကတနေကုန်နီးပါးကြာမြင့်ခဲ့တာကြောင့်စစ်ကောင်စီတပ်ကိုထပ်မံတိုက်ခိုက်ဖို့တပ်ဖွဲ့အနေနဲ့ကြီးစံလိုအပ်ချက်ရှိနေပြီးပြည်သူတွေအနေနဲ့ကြီးစံပြန်လည်ဝယ်ယူဖြည့်တင်းနိုင်ဖို့ကုညီထောက်ပံ့မှုတွေပေးကြဖို့အကူအညီတောင်းခံကြောင်းသူကဆက်ပြောပါတယ်။အဆိုပါတိုက်ခိုက်မှုပုံအညာဒေသဒေါ်လာရေးအင်အားစုရွှေချန်သားနိုင်ငံဤ MP9 ပြည်သူ့ကျေတပ်ပွဲငင်းချန်မြို့နယ်ပါကာဖာငင်းချန်ခရိုင်ဒရုန်းတပ်ဖွဲ့ငင်းချန်ခရိုင်တပ်ရင်းနှင့် ဟုတ်ကာရီလာဖို့အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာပါအဆိုပါတိုက်ပွဲဖြစ်ပွားချိန်အင်ဂျင်900ကျော်လူဦးရေ2000ဝန်းကျင်ရှိတဲ့ထူရင်းပေါ်ကျေးရွာဒေသခံတွေဟာရွာလုံးကျွတ်ထွက်ပြေးကြရပြီးတိုက်ပွဲပြီးနောက်မှာအများစုကကျေးရွာကိုပြန်ဝင်လာကြပြီလို့သိရပါတယ် ဆက်လက်ပြီးတန့်စင်မြို့နယ်ခွနမိုင်ခန့်သာဝေးသောတဲကုန်းရွာကိုခေလရန်ချွာလာတိစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိတအူအပါဝင်၈ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။စကိုင်းတိုင်းတန့်စင်မြို့နယ်ခွနမိုင်ခန့်သာဝေးသောတဲကုန်းရွာကိုခင်းလျံချွာလာတိအကြံပတ်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှအရာရှိတအူအပါဝင်၈ဦးသေဆုံးခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် People Liberation Army PLA မှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောဆိုပါတယ်။ စွန်လ၂ရက်နေ့နနက်အစောပိုင်း9:30မိနစ်ခန့်တွင်အတောရွာမှအကြံဖက်စစ်ကောင်စီတပ်သားများကတဲကုန်းရွာဘက်သို့ခင်းလျံထွက်လာစဉ်ဒေါ်လာရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရင်တိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်သားအရာရှိတအုပ်အပါအဝင်၈ဦးသေဆုံးပြီးခါပိုင်အမျိုးအစားတနက်နှစ်လက်နဲ့တီအချို့တင်းစီရရှိခဲ့ကြောင်းသိရပါတယ်။အတောဆိုတဲ့ရွာမှာရန်သူတွေကအင်အားထိုင်ထားတာ 50လောက်ရှိတယ်သူတို့မှာကလက်နက်ကြီးတွေရှိတယ်လက်နက်ကြီးတွေထိုင်ပြီးတော့အိုင်နာတဝိုက်ကရွာတွေကိုထိန်းချုပ်ထားတာပေါ့အဲမှာသူတို့ကင်းလေတာပေါ့သူတို့တွေတဲကုန်းကိုစစ်ကြောင်းထွက်လာတဲ့အချိန်မှာ PLA ရဲဘော်တွေနဲ့မြို့နယ်ပကဖအုံကူကအခွဲတွေပောင်းပြီးတော့ကြားဖြတ်တိုက်တယ်နနက်9:30မိနစ်မှာတိုက်ကြတယ်တိုက်ပွဲကြချင်းက10မိနစ်ကျော်ကျော်15မိနစ်ပေါ့ရန်သူဘက်ကအကြအဆုံး 6ရောက်ရှိတယ်။တနက်နဲ့လက်ပဲကောက်လို့ရတယ်။သူတို့အထိုင်စက္ကန့်နဲ့နှီးတဲ့အတွက်ကြောင့်နောက်ထပ်လက်နဲ့တွေမကောက်လိုက်နိုင်ဘူး။တက်တွေပြန်ဆုတ်ခဲ့ရတယ်။အခုလောလောဆယ်ကတော့ရန်သူတက်တွေကဂျွာတွေကိုမီးရှို့တာဖျက်ဆီးတာတွေတော့မတွေ့သေးဘူး။စစ်ကြောင်းထိုးလာဖို့ပြင်ဆင်လာတဲ့အရေးအယံတွေတော့မတွေ့သေးဘူးဟုပြည်သူ့လွတ်မြောက်ရေးတပ်မတော် People Liberation Army PLA မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ရင်းထီးထွေးတိုက်ပွဲဖြစ်ပွားခဲ့သောအတောရွာနှင့်ဒဲကုန်းရွာသည်မီတာတထောင်ခန့်သာကွာဝေးပြီးတက်ဆယ်မြို့နှင့်ခုနှစ်မိုင်ခန့်သာကွာဝေးကြောင်းအတောရွာတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်၎င်းတို့အနီးနားရှိခြေရွာများကိုထိန်းချုပ်နိုင်ရန်စစ်ကြောင်းထိုးကင်းလှမ်းမှုများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါသည်။အတောနှင့်ဒဲကုန်းကမီတာတထောင်လောက်ပဲကွာတယ်။တက်ဆယ်နဲ့ဆိုရင်လည်းတက်ဆယ်အရှိတောင်ဘက်ခုနှစ်မိုင်လောက်ပဲကွာဝေးတဲ့နေရာမှာတိုက်ခိုက်ခဲ့တာပေါ့။ အတော်ရွာကနေပြီးတော့တက်ဆဲပဝင်းချင်းတက်ဆက်သေးကိုနေရာယူထားတာပါအောင်သားရအတော်ရွှေလန်းဆုံကာဘူជីကုံဝတ်တော်တို့အဲ့တကြောလုံးကိုအတော်ကနေပြီးတော့ရန်သူကထိန်းထားတာပေါ့ဟုပြည်သူ့လူမျိုးရေးတပ်မတော် People Liberation Army PLA မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA တက်ဆဲမြို့နယ်ပါကာဖာတိုင်းနယ်နှင့်ပါကာဖာနယ်ရေးဦးပါကာဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်သေဘောဘူးစစ်တပ်စခန်းတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေယာဉ်များဖြင့်အချိန်ပေါင်းများစွာပုံကျဲခုခံနေထိုင်းလီတပ်ကတိုက်လေယာဉ်နှစ်စီးဆီလွတ်ကင်းလဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ခရင်ပြည်နယ်ညဝရီမြို့နယ်ထိုင်းမြန်မာနယ်စပ်သေဘောဘူးစစ်တပ်စခန်းထိန်တိုက်ပွဲမှာအလွန်ပြင်းထန်နေပြီးစစ်တပ်ကလေယာဉ်များဖြင့်အချိန်ပေါင်းများစွာပုံကျဲခုခံနေကြောင်း KNL သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါတယ်။ယမန်နေ့ဇွန်လ2ရက်နေ့မှစတင်ပြီး KNL ပူးပေါင်းမဟာမိတ်တပ်များကသေဘော 保守色彩的贝索斯开启了耶什江。 ရင်တိုက်ပွဲမှာယနေ့မွန်လွဲပိုင်းတွင်အပြင်းထန်ဆုံးဖြစ်နေပြီးစစ်ကောင်စီတပ်ဤလေရင်များကလည်းအဆက်မပြတ်ဘုံကျဲခုခံနေကြောင်းသိရှိရပါတယ်။လေရင်နဲ့ပတ်ပြီးဘုံကျဲနေတာအကြိမ်ရင်း၅ကြိမ်လောက်ရှိပဲဘုံတွေကလည်းပေါင်900ဘုံတွေဖြစ်လောက်တယ်။ဘုံကျဲချလိုက်ရင်ပောက်ကွဲတံကထိုင်းဘက်ကတောင်အိမ်တွေမြေကြီးတွေတုံနေဟုထိုင်းမြန်မာနယ်စပ်မှစစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။ TNL တရင်ရင်းမြစ်ကမူတေဘောဘူးစကန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက်ထွန်လန်ရေးရဲပေါ်များကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆိုသည်။ထိုင်းလီဒါက လည်း F16 တိုက်လေယာဉ်နှစ်စီးကိုထိုင်းမြန်မာနယ်စပ်သို့စေလွတ်ကင်းလွတ်မှုများလှုပ်ဆောင်ခဲ့တော်လဲမြန်မာစစ်ကောင်စီ၏လေယာဉ်များမှာထိုင်းလေပိုင်နက်တို့အကျူးကျော်လာခြင်းမရှိဟုထိုင်းသတင်းများကဆိုပါရယ်လက်တလောထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်စခန်း၅ခုသာကျန်ရှိတော်ပြီးဥက္ကရာဒေဘောဘောလေပြူဟာကုန်း တီသေးလေစကန်တီကပလေစကန်တို့သာကြန့်ရှိတော်သည်ထိုင်းမြန်မာနယ်စပ်တွင်တိုက်ပွဲပြဖြစ်ပွားနေသည့်အတွက်ကရင်ပြည်နယ်ဘက်မှပြည်သူ900ဦးထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်လာပြီးနေရာသုံးခုတွင်ဒုက္ခသည်များကိုလက်ခံထားကြောင်းထိုင်းသတင်းဌာနများကဆိုသည်ထိုင်းစစ်တပ်ကလည်းတိုက်ပွဲများဖြစ်ပွားနေသည့်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်တွင်လုံခြုံရေးတိုးမြှင့်ထားပြီးအချိန်ပြည့်ကင်းလဲအသည့်နေရာယူထားကြောင်းသိရသည် KNU ကမတ်လဧပြီလနှင့်မေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှစစ်ကောင်စီ၏ကုလူတူခလဲတီတခ ခေါ်ပြီးခွေမော်ဖားသူစကန်တာလေးစကန်များမေလာဘလက်ဂျိုမော်ခီဘရင်နောင်စကန်ကုန်ကနယ်လီစကန်နဲ့ရွှေအေးမြိုင်တက်စကန်တို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဆလပီတောင်ငူတွင်စစ်တပ်လက်နက်ကြီးများဖြင့်ဇက်တိုက်ပစ်ခတ်နေ၍ဒေသခံများထိတ်လန့်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်တောင်ငူမျိုးအနီးစစ်ကောင်စီကအစွန်လ3ရက်နေ့အစောပိုင်းမှစတင်ကလက်နက်ကြီးများဇက်တိုက်ပစ်ခတ်နေ၍ဒေသခံများစိုးရိမ်ထိတ်လန့်သည် ယနေ့နေ့နဲ့3နာရီခန့်မှစာရေးစစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်ခြင်းဖြစ်ပြီးမြို့ပေါ်ရှိအိမ်များတုံ့ခသည့်အထိပြင်းထန်ကြောင်းဒေသခံများကပြောပါရယ်မနေ့3နာရီကနေ9နာရီအထိကခဏခဏပစ်တာအိမ်တွေကိုတုံ့ခါနေတာပဲအဲ့ဒီနောက်ပိုင်းရက်သွားပြီးဒီနေ့နေခင်းမှာထပ်ပစ်တဲ့တိုက်ပွဲဖြစ်တာမရှိဘူးလို့ကြားတယ်ဒါပေမဲ့လက်နက်ကြီးတွေဆက်ပစ်နေတယ်ဟုတောင်ငူမြို့ကန်တအူးကပြောပါရယ် ကျောင်းမျိုးနဲ့ဆက်ဆက်နေသည့်အုပ်တွင်းမျိုးနဲ့ဥယျံတော်ရွာအနောက်ဖက်နှစ်မိုင်အကွာ၌စစ်ကောင်းစီကလက်နက်ကြီးတပ်ဆင်ထားပြီးရခင်ရက်ကတိုက်ပွဲဖြစ်ပွားခဲ့သည့်ဂျိုးပင်ဆက်ရစပားကျွေရွာတို့ဘက်ကိုပြစ်ခတ်နေခြင်းဟုသတင်းရရှိပါသည်။မနက်မိုးမလင်းခင်ကတည်းကပြစ်နေတာထိချင်းတဲ့သူထိဆိုတဲ့ဟာမျိုးနဲ့ကျမတို့မျိုးပေါ်မှာအသက်ကြီးအဖိုးဖွားတွေအရန်ကြောင်နေကြတယ်။တိုက်ပွဲမဖြစ်တော့လို့ဒေသခံတွေပြန်ကျင်လာလဲပြန်လို့မရဘူးဟုတောင်ငူမျိုးပေါ်ရောက်ရှိနေတဲ့စစ်ပေးဆောင်တအူးကပြောပါရယ်။ ်ဇွန်3ရက်မော်လန်တနားရီခန့်တွင်ရိတ်ခါများတည်ဆောင်သွားသည့်စစ်ကောင်စီရဟတ်ရင်တစ်စီးသည်ထောင်ငူမျိုးကိုအနိုင်ပိုင်းမှကပ်ပြန်သွားခဲ့သည် ဟက်စကီကကြိုးတက်လန်တဲ့အထုပ်ကြီးတည်သွားတယ်ပြီးတော့15မိနစ်ခန့်ကြာမှပြန်လာတော့အဲ့ဒီအထုပ်ကြီးမပါတော့ဘူးဘယ်ကိုသွားပို့တာလဲမသိဘူးဟုတောင်ငူမြို့ကန်တအူကပြောပါတယ်တောင်ငူမြို့နယ်အတွင်းရန်ကုန်မန္တလေးအမြင်လန့်ဤတမိုင်ခန့်မှာခုနမိုင်ခန့်အကွာဝေးသောကြီးရွာများတွင်မေလ23ရက်နေ့မှစ၍တိုက်ပွဲဖြစ်ခဲ့သည်ဂျိုးပင်စိတ်ရွာ၌တွင်မေလ30ရက်ကတိုက်ပွဲဖြစ်ခဲ့သည်လက်ရှိတွင်စပါးကျွေရွာချက်တက်ညောင်ပင်ရွာဂျိုးပင်စိတ်ရွာ ကြက်ရိုးပင်ရွာတောပူရွာစီးပင်သာဘိုကုန်းနယ်ငုံမင်းရွာတို့မှဒေသခံများတိမ်းရှောင်နေကြရကြောင်းသိရသည် မေလ23ရက်ကတိုက်ပွဲဖြစ်နေစဉ်စစ်ကောင်စီတပ်သည်အင်ချေ400ကျော်ရှိသည့်စဘာကျွော်ကိုလေကြောင်းမှတိုက်ခိုက်ပြီးမိရှုခဲ့ကြောင်းဒေသခံစစ်ပေးဆောင်များကပြောပါရယ်။ထို့ပြင်မေလ28ရက်ကလည်းတောင်ငူမြို့နယ်ဒိုးနေရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးဒေသခံအုပ်ကိုတပ်ဖြတ်သွားကြောင်းသတင်းရရှိပါရယ်။ဘကိုးတိုင်းအတွင်းလက်ရှိတွင်တောင်ငူမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေသလိုကြောက်ကြီး၊ရွှေချင်း၊နတလင်း၊ပေါက်ခေါအုပ်ဖို့မေလမြို့နယ်တို့တွင်လည်းစစ်ရေးတင်းမာနေပြီးစစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်နေကြောင်းသတင်းရရှိပါရယ်။ လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍တော်လရေးအင်အားစုများကထီကြားသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေဒေသခံများအနေဖြင့်စည်ရေးတရီပြုနေထိုင်ကြရန်သာအတိပေးမှုများရှိနေသည့်တောင်ငူဒေသတွင်မှတိုက်ပွဲများနှင့်ပတ်သက်၍လည်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်